အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာကတော့ size ဆရာအဲ့လိုသူရေးသားထားတဲ့တသက်စာဆိုတဲ့ဝိတ္ထုကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြကြပါခင်ဗျာတသက်စာစုံပေါ်ပညာချပြီးကျုံမောင်ကြီးလက်ကိုရင်ခွင်ထဲဆက်သွင်းထားရင်တပ်ပုံအရိုက်ခံရတာလောက်ကျင့်နှက်တာကဘာမှရှိပါမလားရဲ့လို့သမီးလေးများစမ်းကြည့်တောမောင်မွေးတော့တောရုပ်ပေါ့မဲကျုပ်ကျုပ်လေးအဖေတူလို့အများကပြောကြတယ် ီအသွားအတိုင်းသမီးလှုပ်သူအဖေနဲ့တူရင်ချမ်းသာစီးပွားဖြစ်တဲ့ဆိုရဲဟောကြားချက်မှန်တယ်လို့မှတ်မြတ်ဆန်းတို့ကထောက်ခံတယ်လူဆိုတာလက်တွေ့အယောင်ဆောင်ပြရင်တောင်ယုံတဲ့အမျိုးရွာမှာကောက်ဆိုင်ပြုံးလို့သူများ channel ကတိတ်ကိုင်းတွေခိုးပြီးထင်းခွေရောင်းမှတ်မြတ်ဆန်းတို့အပြိုပေါက်ဘဝကရဲမင်းပိုင်ပဒီကိုကားတော်နှက်မှအောင်မကြည့်ခရပါဘူးရန်ကုန်မြို့တက်မှာပေါပေါလောလောလက်ဖက်ရည်ဆိုင်လေးဖွင့်နိုင်တော့မှပဒီယိုကိုနေလေတကားညတကားကြည့်ပြတော့တာပြည်တည်ဥဆိုတိတ်ကြိုင်အဲ့ဒါသမီးလေးကြောင့်ဖြစ်လာတဲ့စီးပွားရေးအမြင့်အမောက် ထိုးတက်သွားတဲ့စီးပွားရေးခဲ့ရဲ့ဟုတ်တယ်လေတမီးလေးရန်ကုန်ရောက်လာပြီးမှလက်ဖက်ရည်ဆိုင်မှန်ရှင်ဖြစ်ခဲ့ရတာစိုင်နံမေကမျက်စမ်းကြည့်အခုကိုပိုင်ဆိုင်နဲ့ရွှေနဲ့ငွေနဲ့စုမိစောင်းမိနဲ့မမဆန်းတို့ဘဝမှာတော်ယုံလောက်ကတော့စိတ်ကြိုက်တီးပွင့်ခွင့်ရနေပါပြီအဲဒီလက်ဖက်ရည်ဆိုင်နယ်ပယ်တကြောမှာလဲမမဆန်းတို့တွင်ကျဲခွင့်ရနေပါပြီအတူရင်ပွားဆက်ပြိုထားတာတွေ ရှိတယ်အလူအတန်းအပေအကန်လမ်းကြောင်းခင်းထားတာကြီးလည်းမနေတော့ဘူးပြောမယ်ဆိုဒါသမီးလေးအတွက်သမီးလေးရှိရအတွက်ရက်ွက်နဲ့ဆက်နွယ်ပေးထားတာအခုပဲကြည့်လေသမီးလေးမင်္ဂလာဆောင်တော့မယ်ဆိုတော့တရက်ွက်လုံးမကရက်ကြောရွာကြောတွေပါဖိတ်စာဝေးရမယ်ကိန်းသမီးလေးအဖေဥကလာကတော့အမြဲတမ်းအင်ကြီးချွချင်းနဲ့အေးစင်းမမျက်စန်းကတွေးပြီးသားကြံပြီးသားဖိတ်စာအကောင်းစားအဆောင်90လောက်ရိုက်ပြီးရွာကိုပို့လိုက်မယ်လို့ရန်ကုန်မှာလိုကားအချို့ပို့ပါစီစဉ်ပေးဦးမယ်ဆိုတော့ဥကလာတစ်ချက်ဝင်ဟန့်နေမင်းကွာနဲတဲ့ခီးလား ဟိုကလူတွေလည်းမင်းကိုမေ့လောက်တောင်းနေပါပြီ။တမိတသက်ဒီရောက်နေတဲ့ဟာကိုမင်းကားကားကမင်းဖိတ်ချင်တဲ့လူအကုန်တင်ခေါ်ရရင်တသိန်းခွဲနှစ်သိန်းတောင်းပါ။ကုန်ပလိစီလုံမယ်။ပြောပါဘကောလား။မမဆန်းကမိသားစုရင်းမှာပါ။သူ့ချေသူ့လက်ဖြစ်အောင်ဖန်ဒီဖန်ဆင်းထားတာပါလို့သူ့ယောက်ျားဥကလားဆိုတာလက်ဖက်ရည်အဖျော်ကုံကခွာတာမဟုတ်ဘူး။ရွာကကောင်လေး၃ယောက်လောက်ကိုလည်းမမဆန်းကပဲကောင်တာစပွဲကလက်ညှိုးထိုးခိုင်းနေတာ။တက်တာပေါ့တိတ်တက်တာပေါ့ ဥကလာကြီးနောက်ခိုးရပါလိုက်ပြီးကလေးကလက်ဖက်ရည်ဆိုင်အဝန်းဝိုင်းထဲမှာနေလာခဲ့တာအကြရည်ဦးရဲစားဘလောက်ခတ်ရမယ်ဆိုတာကအစအီတာကိုေးကြော်ရင်ပွားစီကဘလို့ secret လာချတဲ့ကောင်လေးတွေအေးပလင်းလာချတဲ့ကားသမားတွေဆိုအမရောလို့မေးချတဲ့အထိအဲ့ဒီအထဲကမှသူ့တမဲဖြစ်လာမဲ့သူကိုစိတ်ကြိုက်ရွေးထုတ်လိုက်တာမှမျက်စမ်းမိသွေးလာဖို့တဲ့အညာသားလေးသူ့တမီအစင်အသွင်းနဲ့မတိတ်မငြိမ်းပါပဲဖြစ်ချင်တော့ကောင်လေးဘက်ကလည်းမိဘတွေကတော့မှဆိုတော့မှမျက်စမ်းချေမှမျက်စမ်းလက်ထုံးစံမရှိ မမြတ်ဆန်းတို့သရိုးသမီးဘက်ကအကုန်ကြခံလုံးမယ်ဆိုတာကြီးပဲကုကလာကရှက်ရှက်နဲ့မျက်ဆောင်ထိုးတော့ကျုပ်တို့မှဒီသမီးလေးတယောက်ရှိတာတဲ့တဖက်ရည်ဆိုင်ကိုမင်္ဂလာမန်းတက်အသွင်ပြောင်းပြီးလှုပ်ချင်တယ်လို့ဆိုလာပါတယ်အမေကလည်းအခမ်းမတွေပါတယ်ရှိနေတဲ့ဟာကိုဟေးအေးမင်္ဂလာမန်းတက်ထိုးမှာကုကလာရွာမှာလှုပ်တဲ့ဟာမျိုးပန်းရောင်ပိစားတွေနဲ့ရွှေကြီးငွေကြီးတွေဖိတ်ဖိတ်လက်ဘူပေါင်းနဲ့ပန်းစကူတွေနဲ့လေအမေတောပုံကြီးမမိုက်ပါဘူးဟဲ့မင်္ဂလာဆောင်ဟဲ့မင်္ဂလာယူရမယ့်အချိန် ပန်းရောင်ကမင်္ဂလာရောင်ဗာမတ်လဲဝိဆောင်ကလည်းပန်းရောင်ပဲခေါင်းလောင်းလက်ရှိမှာပန်းရောင်ဖျော့ဖျော့စားတက်ပြီးနင်းရောငါရောစင့်တူကောင်းလေးကိုလည်းပူပဆူပန်းရောင်တိုက်ပုံကလည်းပန်းရောင်အောက်ကကော်လာကရုံးကလည်းပန်းရောင်ပဲကိုကလားလည်းအဲ့ဒီကတော့တိုက်ပုံဝေးရမယ်မနော်ခေါင်းပေါင်းလဲငါထားတယ်ဦးကလားခင်ဗျာမိမကိုမလွန်ဆန်နိုင်တော့ဖင်ကုတ်ခေါင်းကုတ်နဲ့ရှောင်းထွက်သွားတယ်သမီးလောက်တဲ့မတ်ဆန်းကြီးကတော့ခေါင်းလောင်းလက်ရှိဇာနာကွက်အင်ကြီးပုံစံကို ဘလို့မှမသိစိတ်ကူရဲမြင်လို့မရဖြစ်နေတယ်။တမင်းမင်္ဂလာဆောင်ကိုဘလို့အယောင်စင်းတွေနဲ့စီချဲမလဲဆိုတဲ့အိမ်မက်ကမမဆန်အင်းနောက်အုံနောက်ထဲမှာတံမိုဆွဲတယ်လို့မြဲမြံနေတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အခုတော့အခွင့်အာဏာကြုံပြီးအချိန်နေလဲပေးပြီးမမဆန်ရဲ့မင်္ဂလာပွဲအစီအစဉ်တွေကိုတစ်ဖက်ကပါဝင်ဆွဖျက်အောင်သတို့သားကောင်းလေးမိဘတွေကလည်းအဝေးမှာပြီးတော့မမဆန်တို့လိုစီးပွားရေးငွေချင်းအင်အားကလည်းတောင့်တောင့်တင်းတင်းကြီးမဟုတ်တောသူတောင်သားအယိုးကန်ကြီးတွေ မီးရှင်ဘက်ကအလုံးစုံတာဝန်ယူတဲ့ဆိုကလေးကပွဲပြီးမိသေးအငိမ့်ဘာကြွေးမလဲရန်ကုန်မင်္ဂလာဆောင်မှာအဲ့ဒါအထွေထူးစဉ်းစားရမှာမဟုတ်ပါဘူးအစင်တန်းလိုက်အမျိုးအစားအတွဲပေါင်းများစွာရှိတယ်ရှက်ွက်ဓမာယုံဒါမှမဟုတ်ရှက်ွက်ခမ်းမရှေကဲမုံနဲ့ဝေဖာချောင်းပေါ့ဒါထက်တက်နိုင်ရင်ကိတ်မုတ်လေးပါလေးထက်ဒီလောက်ဆိုလှသွားပြီဘုံကြီးချောင်းဓမာယုံမှာလုံးမဲ့ဆိုကျက်စီတမင်းထောပတ်တမင်းဒံပေါက်ဒီလောက်ဆိုရင်ပဲအတော်တန်ကြီးမြင့်နေပြီဇာတော့ဆိုင်အလက်စားနဲ့ဟိုတယ်အသေးစားတွေမှာဆိုရင်တော့လူတယောက်စာကိုဘယ်နဲ့ထောင်ဖို့ကျွေးမလဲ စီဒိုနာထရိဒါနှုတ်ဘူးတဲ့အဲ့ဒါတွေကတော့မမြဆန်တို့လိုရက်ွက်အနေထားနဲ့ကအလန်းကွာလွန်အားကြီးသွားပြီတမိဖြစ်မဲ့လူကအရာရှိအရာခံလဲတမဲဖြစ်မဲ့လူကအရာရှိအရာခံလဲမဟုတ်ပဲနဲ့မရွေးချင်းရင်ကောင်းမလားလို့ဘာချုပ်တို့တုန်းကအဲကျုပ်တို့စီမှာလို့လေဒါလေးပြောတာမျက်လုံးပြမျက်ဆန်ပြဘာဖြစ်ရတာလဲရွှေမားတော့မရွေးလောက်တဲ့လူရှိမှမဟုတ်တော့ဘူးအကုန်မလေးချရောက်ကုန်ကြပြီဒါဆိုပေါင်းဖို့ကြွရင်ကောင်းမလားဟင်ကိုကလား ဒီမှာပအောင်အတောင်ကြီးတွေရှိတယ်လေရွာပြန်ပြီးတကရီမာလိုက်ရင်ပြီးတဲ့ဟာပဲဟောင်းမမျက်စံမင်းဘာဖြစ်လို့နောက်ကြောင်းပြန်နေဆွဲနေရလဲရန်ကုန်မင်္ဂလာဆောင်မှာဘယ်တော့ကပအောင်ကျွေးတာ တွေ့ဘူးလို့လေသူ့ထုံးစံရေကဲမောက်ကျွေးချင်းကျွေးပေါ့ကွာရွာကလာတဲ့ကို့လူတွေကကြိုက်မှာမဟုတ်ဘူးအိမ်မှာထမင်းချွတ်ချွေးရမှာပဲရွာကလူတွေကိုမင်းကဖိတ်အောင်မလို့လားအလိုတော့ဖိတ်ရမှာပေါ့မြဆန်းတို့ကမင်္ဂလာဆောင်ကိုဒီလိုလှုပ်တယ်ဆိုပြီးလူမှာသူ့တန်ရာနဲ့သူရှိတယ် သူ့အိမ်မင်းနဲ့သူလာတာမမဆန်တို့အပြူပေါက်ဘဝကအလူအတန်းပွင့်လန်းတဲ့ပင်ဆိုလူရသွင်းခင်ရတယ်မရှိဘူးရုပ်ကဒီလောက်ကြီးနှုံအနေလို့ဘယ်ဟုတ်ပါမလဲဈေးတဲ့တမိချိုချိုဆိုတာအသားလေးဖြူတာကလွယ်ပြီးလူကလက်ပြင်ညွန့်ကိုင်းကိုင်းနဲ့တင်မရှိရင်မရှိဒူလာမကိုပဲပွဲထုတ်ချတာလေကိုကလာကြည့်လိုက်အောင်မလားသူများလက်ကူလီအလူမင်္ဂလာအလူမင်္ဂလာဆောင်ဆိုယူနေအိုးကျူရတဲ့ဂျောင်းကမထွက်ရဘူးဒါကြောင့်အဖြစ်ဆရာဖြစ်လာရလားမသိဘူး အခုတော့လက်ဖက်ဆိုင်ပိုင်ရှင်ဘာတတ်နိုင်သေးလဲတကယ်ပါအဲ့ဒီကာလမှာစိတ်နာစရာအတိတ်နဲ့ကိုကလားနဲ့တမီးကြီးစားလို့လို့ချိတ်တိတ်တိတ်ဖြစ်နေတုန်းမှပဲရန်ကုန်တက်သွားတယ်လက်ဖက်ဆိုင်စပွဲထိုးလို့လို့အလုတ်သမားလူလူပါပဲမမျက်စံလေးလဲလွမ်းတယ်လဲမဟုတ်မလွမ်းဘူးလဲမဟုတ်ပါဘူးမင်္ဂလာဆောင်ရင်တော့တင့်အောင်တင့်တယ်မင်္ဂလာဆောင်လေးဖြစ်ချင်တယ်သူကြိုးစားရင်ကြိုးစားသလောက်ပေါ့မမျက်စံဘက်ကတော့ဘလို့မှအချိန်နေမှမပေးဘူးတနေ့ကုန်ထင်းတစည်းခွေနိုင်မှညနေဆောင်မှစံပို900ရရမှဆိုတော့ ဖနက်စံတို့ရွာမှာနစ်စင်စုပေါင်းရှင်ပြုတ်ဝဲလုပ်တယ်ကလေးတွေចောင်းပည့်ရဲ့တကြံလာနီးနီးပေါ့နိုင်ငံသားမှာအလုတ်သွားလုံးနေသူတွေတောင်ပြန်လာကြတယ်ကိုကလားပြန်လာတော့လူကပြောင်ပြောင်ရောင်ရောင်နဲ့ပြောင်းလဲလာတယ်အဲမမစံကိုကြိုက်တာတော့မပြောင်းလဲသေးဘူးယာတို့လည်းတက်သွားပြီးပြောတယ်အဖျော်စရာတဲ့အဲ့လေဖေးဆိုင်ကြီးမှာသူကလူကြီးဆိုပဲတို့တို့ပြောရရင်ကိုကလားရင်ကုန်ပြန်တော့မမစံလည်းပါသွားတယ်ရွာခေါ်ခိုးရလိုက်သွားတယ်ပေါ့ဟဲ့နင်တို့ကခိုးရလိုက်ပြေးကြတာမဟုတ်ဘူးလေမိနဲ့ဖနဲ့လူကြီးဆောင်ရနဲ့တောင်းရန်လက်ထက်ကြတာ ါကိုရွာကလူတွေသိအောင်ပြရမယ်သိအောင်လုပ်ရမယ်ကုံကျင်လောက်ကုံပလိစီပတ်စံပြန်ရှာရင်ရတယ်ငါကိုယ်တိုင်ရွာကိုတစ်ခေါက်ပြန်ပြီးဟိုကလူတွေရအောင်ခေါ်ခဲ့မယ်နေရသွားတော့ဒီမှာစီစဉ်စရာတွေဘယ်လိုလုပ်မလဲငါလည်းဆိုင်တဖက်နဲ့ကိုကလာအဲ့ဒါရဲ့တာထားရှင်မင်္ဂလာဆောင်တဲ့နေ့ကြရင်သာခန့်ခန့်ညာညာနေဖို့ပြင်တာစပင်းနေပါလိညာရွာကလူတွေရှိမှကျမတို့နေရောက်က special ဖြစ်နေစီရမယ်မမြဆန်ပြောတဲ့ special ကိုကိုကလာနားမလဲ ငါမိမဒီလောက်ချစ်ကုတ်ရှာဖွေပြီးတမီးမင်္ဂလာဆောင်ကြမှာပုံဩပြီးထုတ်သုံးနေရတဲ့အကြောင်းရင်းကိုစဉ်းစားရမယ်ခင်စိုက်နေပါပြီချစ်လို့သာရောင်နောက်စရုံးပါပြီးလက်ဖက်ရည်ဆိုင်နောက်ခံကလေးထဲမှာမျက်လုံးကလေးကလေးကလေးနဲ့ရန်ကုန်အယောင်အစင်းတွေကိုငေးမောနေရတဲ့ဇနီးအဝိတထဲကိုတခုနဲ့သူ့နောက်လိုက်လာခဲ့တဲ့မတ်မြဆန်းလှုပ်ခွင့်ရတဲ့အနေထားမှာစိတ်ချိုက်လုတ်ပါစီတော့ဆိုပြီးလက်ဖက်ရည်ဆိုင်ကိုသုံးရက်လောက်ပြီးမတ်မြဆန်းစိတ်ချိုက်ပန်းမန်တဲ့ထိုးပြရတယ် တော်သေးတယ်မြောက်တကူအချိုးတရားထိတ်နာကတဝဲချောင်ရက်ွက်မှာတောရှင်ပြူမန်တဲ့အငားလိုက်တယ်လို့ရှိလို့တာတာမတ်မြဆန်ကဘန်းစကူရီရောင်စုံပူပေါင်းတွေထက်ပြစ်ခိုင်းသေးအတန်ချက်ဆက်လော့စပီကာကြီးကိုအက်ခဲအက်ခဲမတိုင်ခင်နေ့ကလေးကဖွင့်ပါမယ်လို့ရက်ွက်အုပ်ချုပ်ရေးပိုင်းကခွင့်မဲ့ပူပူပြောထားရတယ်တားမရတာကအက်ခန်ဆိုတဲ့ကိစ္စရန်ကုန်မှာမင်္ဂလာဆောင်ရင်တရက်ပဲဓာတ်တော်နှစ်နာရီလောက်ပဲလောက်ကြတာလို့ပြောတော့လုံးဝမရဘူး။အော်ကို့မင်္ဂလာဆောင်တာပဲတော့ကို့လှုပ်ချင်တယ်လို့လှုပ်မှာပေါ့ ကာယခံရှင်ဖြစ်တဲ့တော်ကဘာဖြစ်နေတာလဲယောမဒီတိုင်းပဲဟာကိုရှင်နေသိတာ ਨੇ ဟာမမျက်ဆန်းရဟိုးမာကသရိုးသားတအိမ်ဒူရိုးသမီးတအိမ်လေးဒီမှာတော့ငါတို့ဘက်မှာပဲပေါင်းလုပ်တဲ့သဘောကောင်းလေးမိဘတွေကတတ်တတ်လုံးမမမဟုတ်တာငါတို့ပြိဿက်ပဲရှိတာလေကိုကလာ ရှင်တော်တော်ရှာရှိပါလားကျမရွာလူတွေနဲ့အခန့်တရက်လေအဲ့ဒီနေ့ကိုရွာမှာလုပ်တဲ့ပုံစံအတိုင်းထမင်းကျွေးမယ်ကိုလူတွေကြီးပဲနောက်တနေ့မှမင်္ဂလာ အခမ်းအနားပြီးသိမ့်မြောက်မယ်ဘာလုပ်မယ်ဒါလုပ်ဖို့ဒီမန်နေဂျီထိုးထားတာပေါ့သူတို့သမီးလေးမတ်မြဆန်းကြီးကလည်းရွာမှာနေဖက်နေဘူးခဲ့တာမဟုတ်တော့ဘာတွေမှနားမလဲဘူးအမေဘာတွေလုပ်နေသလဲဆိုတာသူတို့သားဖြစ်မဲ့ကောင်လေးကလည်းမတ်မြဆန်းအလက်ဝေကန်လို့ဖြစ်နေတော့မတ်မြဆန်းသေးဆိုသေးရှင်းဆိုရှင်းဥကလာတယောက်ပဲရေးတတေခန်းစားနားလည်မိတယ်လို့ခေါင်းတင်ငင်ငင်လုပ်နေလေမတ်မြဆန်းတို့အကွက်ချထားတဲ့အတိုင်းရွာကဧည့်သည်တွေကားတစ်စင်းတိုက်အပြစ်ရောက်လာကြတယ် ်ရန်ကုန်နဲ့ဖျားဘူးလိုက်ပုတ်မယ်ဆိုတဲ့အစီအစဉ်ကပါသေးရွေးချယ်လာတဲ့လူတွေကိုကြည့်ချင်းအားဖြင့်မမျက်စမ်းခံပက်ချင်တဲ့လူတွေယူအလုံးကျုံမောင်းခတ်မဲ့လူတွေဆိုတာကိုကလားနာနားလေလိုက်တယ်မမျက်စမ်းစီစဉ်ထားတဲ့မန်းနဲ့နဲ့အပြစ်ပဲဒရိုသမီးလေးကဆက်ဆက်နဲ့လက်ဖက်ရည်ဆိုင်အတွင်းနဲ့အောင်းနေပြီမဲ့မမျက်စမ်းတို့ကတော့ပြင်းကားစင်ကားအမျိုးတွေချာတလွားလွားဒီကြတဲ့အင်ဂျီချွတ်ကြီးနဲ့ကိုကလားကိုတွဲတွဲပြီးပွဲထုတ်သေးတယ်အဲ့ခန်နေဆိုတဲ့ဒလိကမမျက်စမ်းတို့ကြီးရွာတွေဘက်မှာပဲရှိတယ် မင်္ဂလာဆောင်ရင်နေရလောက်ရတာပေါ့သရိုသားကသရိုသားအိမ်မှာကိုမိတ်ကိုအဲ့ပြိတက်နဲ့တရက်လောက်တယ်ရလာတဲ့လက်ဖွဲ့ငွေကြီးလက်ဆောင်ပစ္စည်းကသရိုသားဘဲနဲ့ပဲဆိုင်းနေအဲနောင်နေ့မနေ့ရအောင်မှာသရိုသားအိမ်ကနေအဲ့ပြိတက်အပြင်းမောင်းနဲ့သရိုသမီးအိမ်ကိုချီတက်ကြတရွာနဲ့တရွာဆိုတော့လဲလဲနေပေါ့သရိုသမီးအိမ်မှာမင်္ဂလာခန်းနာပြင်ထားတဲ့ခန်းဝင်ပစ္စည်းအပြည့်စုံနဲ့အဲ့ဒီကြမှာဘီးတိန်နောက်တာတို့ဘာလို့လို့သူ့ဧည့်သည်ကိုဧည့်သည်ကိုဧည့်ခန်း မြတ်စံတို့လို့ဘုကမဟုတ်ဘူးနော်သတို့သမီးနဲ့မင်္ဂလာဝတ်ဆောင်ရောင်စင်တူတာငါမပြောလို့ဘူးဘဲနဲ့အေးအင်ကြီးဘုံကအစားစင်တူလောက်ထားရလို့ရန်ကုန်မှာဒီလိုလားမှမသိတာ ਈ ဟုတ်ပါဘူးခေါင်းလောင်းလက်ပွားအကျုပ်တို့အပြိုတော့ကခစ်စားတာဇာနာလေးတက်ပြီးတော့ဟိုတုန်းကတော့ဒီလိုဇာအကောင်းစားကြည့်တော့မဟုတ်ဘူးပေါ့အေးအဲ့ခန့်နေ့ကလေးကမမျက်စံတို့အပြုံးမျက်နှာများနေရတကမော်ချွားနေတာပဲသူရွာကပြိတ်သက်ချာမှာတိုက်ခန့်အဲ့ခန့်ပြေးတာမမျက်စံ ်ဥကလာကြီးလည်းအငြိမ်မနေရဘူးလမောင်းကြီးအတင်းချိတ်ပြီးသွားလျာတတန်းတန်းလှမ်းလှမ်းသူ့သမီးလေးကသူ့ယောက်ျားသရိုသားလေးနဲ့ဘသူ့ကိုပြုံးပြရမှမသိရွာကလာတဲ့ဧည့်သည်တွေနဲ့မှတရင်တည်းမရှိတာမင်္ဂလာအခန့်ပွဲတစ်ခုလုံးကမမျက်စံဩဇာအောက်မှာဆိုတော့ဘသူမှမျက်နှာမပြည့်ရကြဘူးစိတ်ကူးအိမ်မက်တွေကိုတကွက်ချင်းစစ်စေးပိုင်းပိုင်းမင်းရေရှက်ရေကပြတုံးတော်ခံနေတာမမျက်စံသရိုသမီးကဘယ်ရလဲဟိုကလေးမလေးကသရိုသမီးမဟုတ်လားလိုက်ပြီးအခန့်နေတာကသရိုသမီးအမေဖြစ်နေတယ် အဲ့ဒါသူတို့သူတို့သူတို့သမီးအမေလေးသူတို့သမီးအမေလေးသူကသူတို့သမီးကြနေရပဲအေးလေးဒီဘက်ဝင်းချင်မာကသူပဲတိသူပဲရင်းနေတာဆိုတော့သူတို့လင်မယားမင်္ဂလာဆောင်နေသလားမှတ်ရတယ်မင်္ဂလာလက်ထက်ပွဲနေမှာလဲမမြဆမ်းမဲ့အသိန်းအုပ်ချုပ်သူမမြဆမ်းမဲ့နီးပြမမြဆမ်းမဲ့အသိန်းကောင်းဆောင်ပုံစံမျိုးနဲ့ပွဲကိုစစ်ကြိုက်ချေမုံတော့ပါတယ်သမီးလေးမင်္ဂလာပွဲကိုပြီးသိမ့်မြောက်တဲ့လူတွေပါးတွေထက်ပြေးထားတယ်ရွာကပြီးသိမ့်စရာဟောင်းကြီးကို ကြိုက်ကြေးပေးပြီးခေါ်လာတာမင်္ဂလာပြီးသိမ့်မြမင်္ဂလာဩဘာစာရီဖတ်နေချိန်မှာမမျက်ဆန်းကတမီးလေးမျက်နှာကြည့်ပြီးပုံပုံကြည့်နေပေါ့နှဖက်မိပါတွေကိုကြော့ကြော့ပေါ့ဥကလာကြီးလည်းတိုက်ပုံနဲ့ခေါင်းပေါင်းမချွတ်ရသေးဘူးအိုက်လာပြီမမျက်ဆန်းမျက်နှာကြည့်ကကြည့်ကနဲ့ပြီးတာနဲ့မိသားစုဓာတ်ပုံရိုင်းရင်မင်္ဂလာပြီးသိမ့်သွင်းတဲ့သူတို့သားသူတို့သမီးနေရာမှာဓာတ်ပုံတွေအထက်ထက်ရိုက်ခိုင်းတော့တာပဲသူနဲ့ဥကလာတို့ဇုံလွဲကိုအမေမမျက်ဆန်းမျက်နှာဘေးကအသက်40ကျော်မှရှစ်ပြုံးပြုံးနေသလားလို့တော်တော်နဲ့မထားတော့ ကိုဘက်ကမျိုးတွေပဲအတင်းတုတ်ကြတော့တာပဲမမျက်စံအပြုတ်ဘွားကသူမသားကိုမသားပေါင်းခဲကြတာတွေလीဒါမျိုးတွေနဲ့မမျက်စံကိုမိုးချိုးမြစ်ချိုးဆက်ဆံခဲ့သူတွေအထင်သေးအမြင်သေးအမျိုးတွေကြီးပဲရွေးဖိတ်လာတာဆိုတော့ပြောချင်တာပြောလीမမျက်စံရဲ့အပြုံးအပြောကြီးနူးမှုတွေကကြည်ယုံတဲ့အရသာရှိနေမှန်းသိတာလေငါသဘောပေါက်ပြီအေးဒီကောင်မအိမ်အောင်တာကြသွားတာမင်္ဂလာမဆောင်ခဲ့ရဘူးလीအဲလိုသူ ဆက်လက်ဖက်ပြမှာကတော့စိုက်ဆရာညွတ်ပြင်းရှာရေးသားထားတဲ့တိုင်တဲဒေးဆိုတဲ့ဝိထုတို့လေးကိုဖက်ပြမှာဖြစ်ပါတယ်ခင်ဗျာ။နားဆင်ပြီးကြပါအောင်ခင်ဗျာ။တိုင်တဲဒေးជី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 တားရှိကအပင်ပေါ်မှာငှက်ပေါက်စာလေးနှစ်ကောင်ကပါစက်လေးတွေဖြဲလို့អော်နေတယ်။ငှက်အကြီးတကောင်ကအဲ့ဒီဖြဲထားတဲ့ငှက်ပေါက်စာလေးတွေရဲ့ပါစက်တွေထဲကိုသူ့ပါစက်တွေထဲကဟာတွေထွေးထက်နေတယ်။ တားထင်တာကတော့ညီမလေးကိုတားထမင်းခွန့်ကျွေးတယ်လို့ခွန့်ကျွေးနေတယ်ထင်တာပဲအဲ့ဒီငက်မိသားစုလေးကိုကြည့်ရင်လည်းတားဝန်းနေပြီးမျက်ရည်ဆုတ်လာတယ်တားစိတ်ထဲနောက်ထပ်ငက်တကောင်လိုနေသေးတယ်ထင်တာပဲတားနီးနာကပြင်တွေဘိုးကိုလိုက်ရှာကြည့်မိတယ်အဲ့ဒီလိုနေသေးတဲ့ငက်တကောင်ကိုမတွေ့ပါဘူးတခြားငက်တွေပဲတွေ့တယ်ဒါဆိုအဲ့ဒီငက်ပေါက်စလေးတွေနဲ့ငက်အကြီးလေးတိုက်ခုတ်သနာစရာကောင်းပါပဲတားသွင်းနေမျက်ရည်တွေကစီးစီးကျလာတယ်ဒါမှမဟုတ်ပြန်ဆိုရန်ကုန်ကိုပြန်ရတော့မယ်တားမပြန်ချင်ဘူး ဖွာစံတဲ့ဒီရွာလေးကိုတားချစ်တယ်။ဒီရွာလေးမှာပဲနေချင်တယ်။ဒါပေမဲ့မရပါဘူး။တားပြန်ရမှာပါ။တားရင်ကမှမွေးတာ။ဖွာစံတို့ရွာမှာမွေးတာမှမဟုတ်တာ။ပြီးတော့ကိုကိုနဲ့လည်းမခွဲချင်ဘူး။ကိုကိုကတားကိုခင်းနေချစ်တယ်၊ခယူးဆိုင်တယ်။တားကအမြဲတမ်းကိုကိုနဲ့ရှောက်သွားနေကြ၊အဆော့နေကြ။ကိုကိုကြောင်းသွားရင်တော့ညီမလေးကိုထိန်းနေနေကြရတာတားပြော့ပါတယ်။ကိုကိုကလည်းတားလိုပဲဖွာစံရဲ့မိပါ။ကိုကိုအဖေနဲ့အမေကိုတော့တားတစ်ခါမှမမြင်ဘူး။ကိုကိုကတော့သူ့အဖေနဲ့အမေကမြစ်ထဲမှာငားများနေတယ်လို့တော့ပြောတာပဲ။ အဖေနဲ့အမေစီမပြန်ကျင်တော့ဘူးဖွားဆန်းနဲ့နေရတာပြောတယ်လို့လည်းပြောတယ်။တားလည်းဖွားဆန်းနဲ့နေရတာပြောတယ်။ဖွားဆန်းကိုလည်းချစ်တယ်။ဖွားဆန်းကလည်းတားကိုချစ်တာပဲ။ဘာဖြစ်လို့လဲမသိဘူး။ဖွားဆန်းနဲ့အမေနဲ့ကမတက်ကြဘူး။အမြဲတမ်းတကြက်ကြက်ပဲ။ဖွားဆန်းဆိုရင်အမေကမြေကြီးပပောက်ကြပြီးငိုတော့တာပဲ။အမေအဲ့လိုငိုရင်တားလည်းဝန်းနေမိတာပဲ။ဒါပေမဲ့အမေအနာတော့သွားမကက်နဲ့။အမေကအုံငေါက်ထုတ်ပြတတ်တယ်။တောင်းဝန်းနေတဲ့ခါတိုင်းဖွားဆန်းအင်းနဲ့နီးတဲ့ဒီစားချောင်းတဲကဒီနေရာလေးမှာပဲအမြဲလာထိုင်နေတတ်တယ်။ ီနေ့လည်းဖွားဆန်းတဲ့အမေစကားများကြားလို့အမေငိုသေးတယ်။ညီးပြန်သွားလဲအေးတာပဲ။ဒီရမနေလဲညီးအတွက်ဘာမှအလုပ်မဖြစ်ဘူး။ညီးကလေးကနေရောက်နဲ့ငါတော်ငါသားသမီးတွေလှုပ်စာထိုင်စားနေရတာ။ညီးအဖြစ်နဲ့ညီးပြန်တာပဲကောင်းတယ်အေး။ပြန်ပါပါအမေရဲ့ပြန်ပါပါ။သမီးကြောင့်အမေစိတ်ဒုက္ခမရောက်စေရပါဘူး။ဖွားဆန်းကဆက်လိုက်ကြည့်ခဲလို့အမေကိုပြောတယ်။အမေကညီမလေးကိုရင်ခွန်ထဲထပ်ပြီးတရှုံရှုံနဲ့ငိုတယ်။ตาဖွားဆန်းပြီးမှအိတ်နေပြီမဲ့ ိတ်မပြောပဲဝမ်းနဲ့နေမိတယ်ဆိုတာဖွာဆန်းရောအမေရောမသိကြပါဘူး။တားမတ်မိသေးတဲ့အမေရဲ့ညီမလေးရဲ့တားရဲ့ဖွာဆန်းတို့အိမ်ကိုရောက်စားကဖွာဆန်းအမေကိုဆူနေတာ။အခုတော့ညီဘွားစုတ်ပြတ်တက်ပြီးမဟုတ်လားယင်။ယောက်ျားကိုဖះတဆူလို့ထိတ်ပေါ်တင်ပြီးကိုးကွယ်ချင်တာ။မအေမိဘကိုလည်းရှိတယ်မထင်။ကို့မောင်နှမတားချင်းဆိုဝေလာဝေး။အခုညီကိုးကွယ်နေတဲ့ယောက်ျားကညီကိုဖះလို့ခင်းပြီးနင်းချေသွားပြီးမဟုတ်လား။ မီးတို့အသုံးမချလို့ဂျားတွေကငါမီးလေးတွေပဲမြေစာပင်ဖြစ်ရအဖမဲ့ဘွားကိုရောက်ရတယ်အခုညီးပါတတ်နိုင်တယ်လဲဟင်မဘရာမြေလူကိန်းဆိုက်ရပြီမဟုတ်လားခလေးတွေရှိရင်းနဲ့မလွယ်ဘူးနော်မလွယ်ဘူးညီမလေးကိုထမင်းခွန့်ကျွေးနေရင်ကနေဖွားဆန်းဆူလို့ငိုနေတဲ့အမိကိုကြည့်ပြီးตาလည်းမြည့်ရကြတယ်ညီမလေးကတော့ဘာမှမသိပါဘူးตาမျက်နှာကိုကြည့်ပြီးမျက်လုံးလေးတွေပုတ်ခတ်ပုတ်ခတ်လုံနေတယ်ညီမလေးမသိပါစင်လို့လဲသားဆူတောင်းနေမိတယ် ညရောက်တော့အမေကအိယာထဲမှာတက်လျှော့ရှုနေငိုပြန်းနေအမေကသားနဲ့ညီမလေးကြားမှာအိတ်သားဆိုတော့အမေကျိန်ကုန်နေတာကိုအတိုင်းသားချရတယ်သားကမတိတလို့နဲ့အမေကိုနောက်ကနေတိုင်းဖက်လိုက်တော့အမေကသားလက်ကိုဖယ်ချပြစ်တယ်သားမျောလင့်ထားတယ်လို့ဖြစ်မလားတော့ဝမ်းနေမိတယ်မနဲ့လင်းတော့ရွာထဲကလူတွေအမေစီကိုလားလေချတယ်အမေစီကိုလားလေတဲ့လူတွေရဲ့မျက်လုံးတွေကိုသားမချိုက်ပါဘူးအမေကိုများတနာစရာငက်ကလေးတကောင်လိုလိုဘာလို့လို့ပြောလိုက်ကြတဲ့စကားတွေကလည်း အေးဟဲ့ညောက်ကြားကလည်းတော်တော်လူမဆန်တဲ့လူပဲတကက်ကိုအောက်တန်းစားပါဟဲ့ခလေးနှစ်ယောက်ရဲ့မျက်နှာလေးတွေတော့မထောက်ဘူးလှုပ်ရက်လိုက်တာဓာရီကြီးထက်နေတာပဲသွားရတယ်သွားဆော့ရင်လည်းရွာတွေကလူတွေကသားကိုဘသူသားလေးလဲလို့အမြဲမေးတတ်ကြတယ်သားကပြန်ဖြေတော့သားကိုတနာဆရာဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုပြီးထက်သွားကြတာကြီးပါပဲအစကတော့ရွာကလူတွေကသားကိုအဲ့လိုမင်းရင်သားမဖြေချင်ဝက်နေတယ် နောက်တော့သားကိုဘာမှမမေးကြတော့ပါဘူး။သားလည်းရွာထဲမှာဆော့ရတာပြောလာတယ်။သားနဲ့ရူတွေလည်းအများကြီးပဲ။သားရွာထဲကိုသွားဆော့တော့ရွာထဲကလူတွေကသားကိုချစ်စရာကောင်းတဲ့ကလေးလို့ပြောကြတယ်။ဒါပေမဲ့သားကိုတနာစရာမျိုးလုံးတွေနဲ့ကြည့်ပြီးမုတ်တွေကျွေးရင်တော့သားမချိုက်ဘူး။စားလည်းမစားပါဘူး။သားထိုင်နေမိတာတတော်ကြာပြီထင်တယ်။မိုးလည်းချုပ်တော့မယ်။သားအိမ်ပြန်ရင်တော့မှဖြစ်မယ်။ဘဟုတ်ရင်ဖားဆန်သားကိုအော်ခေါ်နေတော့မှသားတည်တယ်။ထိုက်သူအောင်ရေထိုက်သူအောင်ဟော ပြောရင်းဆိုရင်သားကိုဖားဆန်းအော်ခေါ်နေပြီသားထိုင်ရာကနေထားလိုက်ပြီးအိမ်ဘက်ကိုခြေတောက်တွေလှည့်လိုက်တယ်ပြန်ကနီးငက်ကလေးတွေကိုလည်းလှည့်ကြည့်လိုက်သေးတယ်ငက်ကလေးတွေကခုနတုန်းကသားကြည့်နေတဲ့ပုံစံမျိုးမဟုတ်တော့ဘူးငက်ပေါက်စားလေးတွေအပေါ်မှာငက်အကြီးကနှလုံးတွေမေးစင်းလို့အိတ်ငိုက်နေတယ်သားသိပါတယ်ဒါကသားရဲ့အမေရဲ့ညမလေးရဲ့အတူတူအိတ်တယ်လို့မျိုးအိတ်နေကြတယ်ဆိုတာဒါပေမဲ့အမေကတော့ငက်အကြီးလို့သားကိုအုပ်မိုးပြီးတော့မအိတ်ပါဘူး တာပြုံမိငက်လေးတွေကိုနှုတ်ဆက်ခဲ့တယ်။အဖေရဲ့အမေရဲ့ညီမလေးရဲ့တားရဲ့အတူတူနေခြင်းနဲ့မိုးရီဟာတဲနေတယ်။အမေနဲ့ညီမလေးကတားပြီးမှအိပ်ပျော်နေကြတယ်။တားမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လှုပ်ပြီးဟိုဒီဒီရှောက်ကြည့်နေပြီးတော့ကားပေါ်ကလူတွေကလည်းအမေနဲ့ညီမလေးလိုအိပ်ပျော်နေကြတာပဲ။တားကားမှန်တကားကိုလက်ညှိုးလေးနဲ့တတားလေးခောက်ပြီးအမေမချောင်းတိုးတိုးလေးရေရွတ်နေမိတယ်။အဖေရဲ့ အမေရဲ့ညမလေးရဲ့သားရဲ့အတူတူနေခြင်းတယ်အတူတူနေခြင်းတယ်ကောင်းမွန်အိတ်မပြောတာဆိုလို့သားတယောက်တည်းရှိမယ်ထင်တယ်ဟုတ်တယ်သားအိတ်မပြောဘူးရန်ကုန်ရောက်တော့မယ်ဆိုတဲ့အတိအကျသားကို၆လန့်နေတယ်သားမျက်လုံးနဲ့မိလိုက်တိုင်းရန်ကုန်မှာအဖေရဲ့အမေရဲ့သားရဲ့အတူတူနေခဲ့တဲ့ပုံရိပ်တွေကသားမျက်လုံးထဲပေါ်ပေါ်လာတယ်အဖေကသားကိုချစ်တယ်ဖေချစ်လေးရဲ့တသားလေးရဲ့ဆိုပြီးမုတ်တွေသားကြိုက်တဲ့အယုတ်တွေဝဲလာပြီးတယ် ။ရက်တွေတောက်လာတဲ့နေ့တွေဆိုပိုဆိုးတယ်။ตาရဲ့ပါကအတင်နန်းတော့တာပဲ။ตาအရက်နဲ့နည်းနည်းလို့ပြောရင်အဖေကသဘောရကြပြီးတဟားဟားနဲ့ရည်နေတော့တာပဲ။ပြီးတော့အမေအစင်တင့်ပြင်ပေးထားတဲ့ထမင်းတွေဟင်းတွေကိုအာရပါရစားတယ်။အမေကတော့အဖေပါပြပြပြုံးနေတော့တာပဲ။အဖေဆဲလဲခံနေအဖေអော်လဲញိမ့်နေတာပဲ။တခါတလေအဖေနဲ့အမေစကားများကြတယ်။အမေကယောက်ျားရဲ့ရှင်ဒီလလစာကိုကျမကိုမအပ်ဘူး။ခလေးចောင်းထားရမှာနဲ့ စားစည်းရဲ့အတုံးစင်းနဲ့နောက်ပြီးကျမမှလည်းနောက်တစ်ပိုက်နဲ့မလောက်ဘူးနော်ရှင်ဗမာများသွားသုံးနေလေဒါစားလေးတော့ပုံမှန်အပ်ပါယောက်ျားရဲ့ခြံနဲ့ပေါက်စုတော့ယောက်ျားကြိုက်သလိုသုံးပေါ့မင်းကလည်းအတာနေစမ်းပါအလုတ်ထဲမှာစိတ်ညရနဲ့မင်းနဘူးနဲ့စားလောက်တာနဲ့ငါလည်းမင်းကို ပေးနေရပဲအငတ်ထားနေလို့လားလူရင်ပြောအစင်ပြောင်လုတ်ပြီမယ်ငါ့ကိုနားပူအောင်ပေါ့စီပေါ့စီလာမလုံးနဲ့အစပိုင်းတော့တလောင်းနဲ့ပြီးတာပါပဲ နောက်တော့တဖြည်းဖြည်းနဲ့ပွဲချမ်းလာတယ်အမေကရှင့်ချီလန်းနေပြက်နေပြီနော်စမမျက်နာကိုမထောက်ပါနဲ့ရှင့်ကလေးတွေရဲ့မျက်နာကိုတော့ထောက်ပါအောင်ဆိုပြီး အဖေရင်ဘက်ကိုထုထုပြီးငိုးတယ်အမေကအဖေရဲ့တွန်းထုတ်ခြင်းကိုလည်းခံရတယ်အဖေရဲ့အဖေကလည်းအမေကိုအော်တယ်ဆဲတယ်ပကံတွေကင်ပေါက်ပြစ်တယ်မမရေရအဲ့ဒီနေ့ကမိုးရွာနေခဲ့တယ်ပြီးတော့အဖေကိုပါဝါရိန်ချာအယုတ်ဝဲလာပြီးပို့သားမလိုက်တာမို့ အဖေပြန်လာမဲ့အချိန်ကိုသားမဲ့ဤပဲစောင့်နေခဲ့တယ်။ဒါပေမဲ့အဖေကလည်းတတော်နဲ့ပြန်မလာအမေကလည်းငုတ်တုတ်ထိုင်ပြီးတရှုပ်ရှုပ်နဲ့ငုံနေတာကြောင့်သားကြောက်ကြောက်နဲ့အိတ်လိုက်ရတယ်။သားသိတယ်သားအဲ့လိုမှမအိတ်ရင်အမေကသားကိုနေမအိတ်သေးဘူးလားဘာလုပ်နေကြလဲဆိုပြီးသားကောင်းကိုခေါက်မှာအမေကအဖေနဲ့အဆင်ပြေသားလေးသားလေးနဲ့ပြောတာအဖေနဲ့အဆင်မပြေရင်တော့နင်းနင်းလို့ပြောတတ်တယ်အမေကသားကိုနင်းနင်းလို့ပြောရင်သားအယံဝင်နေမိတာပဲ။ နောက်ဆုံးတော့အဖေကအမေဘိုက်ကိုမှမထောက်ပဲအမေကိုအတင်းတွန်းထုတ်ဆဲဆို့နေတာကြောင့်အမေကိုတနာပြီးကြိတ်ငိုခဲ့ရတာပဲအဖက်တင်ခဲ့ပါတယ်။အစတုန်းကတော့အမေကသားကိုဂယူမဆိုင်ဘူးသားလိုချင်တာကြီးလည်းဝယ်မပေးဘူးအဖေကမှသားကိုဂယူဆိုင်တာလိုချင်တဲ့အယုတ်တွေဝယ်ပေးတာဆိုပြီးအမေထက်အဖေကိုပိုချစ်ခဲ့တယ်။အမေကိုအဲ့လိုလှုပ်တဲ့အချိန်ကစပြီးအဖေကိုသားအရှင်လိုတိတ်ပြီးမချစ်တော့ဘူး။ပိုဆိုတာကအဖေကသားကိုအမေမဟုတ်တဲ့တရမတကောင်နဲ့မိတ်ဆက်ပေးခဲ့လို့သားကိုဘာမှမသိဘူးခလေးလေးပါဆိုပြီး ตาရှင်มาဖြစ်စင်နိုင်ဖြစ်နေကြတာตาအယံမုံတာပဲနောက်ပြီးအဖေကအဲ့ဒီတရေမောက်မမလေးလို့ခေါ်ခိုင်းတယ်ตาမခေါ်ပါဘူးตาစိတ်တယ်အဲ့ဒီမိမကိုချောက်ဆရာကောင်းတဲ့ရုပ်နဲ့တရေမောက်လို့သတ်မှတ်ထားတာပဲตาအဲ့ဒီတရေမောက်ကိုမျက်မှောင်ကိုပြီးကြည့်ပြလိုက်တော့အဲ့ဒီတရေမောက်အဖေကိုကိုကိုရဲ့နောက်ဆိုဒီကလေးကိုခေါ်မလာပါနဲ့နော်မိလေးကိုကြည့်တဲ့မျက်လုံးတွေကကြောက်ဆရာကြီးရှုပ်တာပဲရှိတယ်ခေါ်မလာပါနဲ့နော်ဆိုပြီးလို့ပြောတယ် အဖေကလည်းအင်းမကွာမိလေးစိတ်တိုင်းကြဖြစ်စီရမယ်တဲ့ဖက်ပြီးတော့တော့နင်းလိုက်သေးအမေကိုကြတော့တရဲမကိုပြောသလိုနုနုရွရမရှိဘူးအဲ့မှာစပြီးအဖေကိုဒါမချစ်တော့တာပါပဲနောက်တော့အဖေအလုပ်ကပြန်လာမဲ့အချိန်တွေကိုတားနေတိုင်းစောင့်မျှော်နေပေမဲ့အဖေကတားစောင့်မျှော်နေတာကိုအတိအမှန်မပြုတော့ဘူးအမေကဘိုက်ကြည့်ကြီးနဲ့နေတိုင်းကိုတားလဲထမင်းတော်မစားချင်တော့ဘူးအမေငိုနေတာကိုကြည့်ပြီးတားလဲငိုနေမိတာပဲဒါပေမဲ့အမေရှိမှတော့မငိုပါဘူး အဖေကသားတို့စီပြန်မလာခြင်းပြန်လာခြင်းလာတယ်မလာခြင်းမလာဘူးသားအဖေကိုဟိုတရေမစီသွားမနေပါနဲ့အဖေရဲ့အမိအနာပါပဲသားနဲ့အတူနေရအောင်လို့ပြောလိုက်ခြင်းပေမဲ့အဖေမျက်နှာကိုကြည့်ပြီးသားပြောမထွက်ခဲ့ပါဘူး။နောင်ရကြတော့လေအဖေပြန်မလာတော့ပြန်အဆူဆုံးကညီမလေးကိုမွေးတဲ့နေ့မှာအဖေကသားကိုညီမလေးကိုသွားကြည့်မယ်ဆိုပြီးအမေရှိတဲ့ဆေးရုံကိုခေါ်မသွားပဲသားတိတ်မုန်းတဲ့တရေမစီခေါ်သွားခဲ့တာပါ။မမရေရအဲ့ညကမိုးရီလေတဲနေခဲ့တယ် သားဆောင်ကြုံထဲမှာချမ်းပြီးကွေးနေရတယ်လို့အမေနဲ့ညီမလေးလည်းချမ်းနေရှာမှာပဲလို့ထွေးပြီးမြေရီတွေကစီးကြနေတယ်။အဖေကတော့တရဲမနဲ့တွတ်တွတ်ပြောလို့ဘာတွေသဘောချနေခဲ့တယ်မသိပါဘူး။သားအန်ချိတ်ပြီးနားတွေပိတ်ထားပြစ်ခဲ့တယ်။အဖေနဲ့တရဲမအကြောင်းသားကိုအဖေညာခေါ်သွားတဲ့အကြောင်းအမေကိုပျော်ပြခြင်းပေမဲ့သားပြောမထွက်ခဲ့ပါဘူး။ရန်ကုန်ပြန်ရောက်ပြီးမကြပါဘူး။သားចောင်းစတဲ့ရတယ်။ចောင်းကနေပြန်လာရင်အရင်တုန်းကလိုတငယ်ချင်းနဲ့ရောကိုကိုသူရင်လင်းနဲ့ရောမဆော့ဖြစ်တော့ဘူး။ ညီမလေးအနားမှာနေပြီးညီမလေးနဲ့ပဲတားဆောက်ဖြစ်တယ်ညီမလေးကလိမ်ပါတယ်ဆိုလည်းမဆိုဘူးငိုလည်းမငိုဘူးတားနဲ့ဆော့နေရရင်ညီမလေးမျက်နှာဖြုံးနေရပဲတားเจ้าကပြန်လာမဲ့အချိန်ကိုလည်းညီမလေးကသိတယ်တောက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 ်နဲ့တားကိုလာကြိုတက်တယ်တားကိုမတွေ့ရင်လည်းရှာနေတက်တာပဲနေ့တိုင်းညီမလေးနဲ့ဆော့ပြီးညီမလေးကိုထမင်းခွကျွေးရတာတားအယံပြောတယ်ညအိမ်ကြီးလည်းညီမလေးကိုစကားတွေပြောပြီးအိတ်တယ်ညီမလေးကတားပြောတာတွေကိုနားလည်လားမသိဘူးပြုံပြုံလေးနားထောင်နေတက်တယ်ညီမလေးကိုတားလို့မဖြစ်စေချင်ဘူး မမေနဲ့အဖေအကြောင်းကိုရောအဖေနဲ့ဟိုတရဲမအကြောင်းကိုရောညီမလေးကိုမသိစေချင်ဘူးညီမလေးကိုအမြဲပျော်နေစေချင်တယ်အဖေရှိတုန်းကလို့ပြည့်ပြည့်စုံစုံမနေရတော့ပေမဲ့ရှိတာလေးတွေနဲ့တားပြော့အောင်နေရဲ့အမေကိုလည်းဘာမှမပူစားတော့ဘူးအမေကျွေးတာတားမချိုက်လဲစားပြစ်လိုက်တာပဲအမေဝစ်ခိုင်းတာတားမချိုက်လဲဝစ်ပြစ်လိုက်တာပဲအမေလည်းအရင်တို့တချုံချုံနဲ့မငိုတော့ပါဘူးတခါတခါမမိုင်းနေတာတော့တားတတိထားမိတယ်အရင်လိုလဲတားကိုမဆူတော့ဘူးဒါကြောင့်အဖေပြန်မလာတော့လဲတားပြောင်းနေတက်လာပါတယ် တခါတခါတော့ဒါဝမ်းနဲ့နေမိတယ်။ဒါတငယ်ချင်းအဖေကသူ့ဒါအတွက်မုတ်တွေဝင်လာတဲ့အခါကိုကိုတူရင်လင်းအဖေကကိုကိုတူရင်လင်းအတွက်အယုတ်တွေဂိမ်းဆော့တဲ့ဟာတွေဝင်လာတဲ့အခါမျိုးမှာပေါ့။ပြီးတော့ဒါကဂိမ်းဆော့ရအောင်တိတ်တဘောကြတာ။ကိုကိုတူရင်လင်းဂိမ်းဆော့တာတွေ့ရင်ဒါမျက်နှာချိုးတွေးပြီးကိုကိုတူရင်လင်းအနာသွားကတ်ရတာပေါ့။သူစိတ်လို့ရင်ဒါကိုပြီးဆော့ပါတယ်။သူစိတ်မလို့ရင်တော့သွားသွားမင်းဖေကိုတော့ဝဲခိုင်ငါနားမလာနဲ့ဆိုပြီးမောင်းထုတ်ပြစ်တတ်ပါလေ။တားတဲ့ငယ်ချင်းနောက်တယောက်က လေအဲ့လိုပဲသူ့အဖေဝင်လာပေးတဲ့မုတ်တွေကိုတားချင်မှလာပြီးစားပြတယ်။သူစိတ်လိုလာရင်တော့တားကိုအတွင်ကျွေးပြီးသူစိတ်မလိုရင်တော့မင်းကိုမကြွေးဘူးမင်းအဖေကိုဝခိုင်းဆိုပြီးပြောပါတယ်။တားကတောင်းစားတယ်လို့တခါမှမရှိပါဘူး။သူတို့အဲ့လိုပြောရင်တားဝမ်းနေမိတာပေါ့။စိတ်တော့မဆိုးပါဘူး။တားတို့အားလုံးကဝင်နေနေတဲ့တင်ကြီးစိတ်ကအဆောင်မှနေကြတာပါ။အမေကအဆောင်ပေါ်ကဝင်နေတဲ့ကိုထမင်းချက်ကျွေးရတာပေါ့။အဆောင်မှာလူတွေအများကြီးရှိတယ်။တားနဲ့ရွယ်သူကတော့ဂျွန်ပတင်နဲ့ကိုကိုသူရင်းလင်းမဲရှိတယ်။ အဆောင်ကလူတွေကသားတို့မိသားစုကိုတနာစီယာမျက်လုံးတွေနဲ့ကြည့်ကြပြောချဆွတ်တက်ကြပြီးမဲ့ဒါမသိတယ်လို့ပဲနေပါတယ်အဆောင်မှာတားအားတွေလည်းရှိပါတယ်ဒါပေမဲ့တားအကူးဆိုင်တယ်ရေလို့တိတ်မရှိပါဘူးသူတို့လုံးနဲ့သူတို့ရှုပ်နေတာပါပဲတခါတခါတော့မုတ်တွေဝင်လာပြစ်တက်ပါတယ်ကိုကိုသူရင်းလေးအမေကလည်းတားတော့ပါပဲသူကတော့တားကိုတခြားအတွေတဲ့ကူးဆိုင်တယ်ထင်တာပါပဲကိုကိုသူရင်းလေးကဂိမ်းပြီးမဆော့ရင်ကိုကိုသူရင်းလေးကိုစူပြီးတားကိုပြီးဆော့ခိုင်းပါတယ်အမေကတော့အဲ့ဒါတွေသိမှာမဟုတ်ပါဘူး ဒါအမေရှိမှဆိုအဲ့ဒါကြီးသတိမထားမိအောင်နေပါတယ်။တရရောက်တော့အမေကမင်္ဂလာဆောင်သွားဖို့ဆိုပြီးညီမလေးနဲ့တားကိုအဝတ်အစားအသစ်တွေဝယ်ပေးပါတယ်။ပြီးတော့ဆွဲချိုးလေးတကုံးကိုလည်းတားကိုဆွဲပေးခဲ့ပါတယ်။မင်္ဂလာဆောင်ကပြန်လာပြီးတိတ်မကြပါဘူး။အမေကတားကိုဘယ်မလဲဆွဲချိုးပျော်စံပျော်စံငါမှတော့လဆာနည်းနည်းလေးတွေစုပြီးနင့်ကိုမျက်နှာမငယ်အောင်ရအောင်လုပ်ပေးထားတာ။နင့်အဖေလိုငါ့ကိုစိတ်ဆင်းရအောင်လုပ်နေရလား။ထိုက်သူအောင်ပျော်စံဘယ်မလဲဆွဲချိုး ပြောလေငုံမနေနဲ့ပြောပြောဆိုပြီးအခန်းတကားပိတ်လို့ဓမြက်စည်းကြီးနဲ့ရိုက်တယ်ညီမလေးကသားကိုရိုက်လို့လာမသိဘူးသားတို့ကိုကြည့်ပြီးအကျဲကြီးအောငုံနေတယ်သားမပြောပါဘူးအန်ကျိတ်ပြီးသင်ခံထားပါတယ်အမေရိုက်လို့နာတာတဲ့သားရှင်တွေကပူနာနေတယ်လို့ပါပဲအမေလည်းမရိုက်နိုင်တော့တာအဆုံးထိုင်ပြီးငိုလို့တာပါပဲအဲ့ဒီဆွဲချိုးကိုအဖေကိုသားပေးခက်လိုက်တာပါအဖေကတောင်းလို့မဟုတ်ပါဘူးမင်္ဂလာဆောင်ကပြန်လာတော့အဖေကိုလေကားအကွယ်လေးမှသားတွေ့လိုက်လို့အဆောင်ပေါ်ရောက်ရောက်ရောက်ချင်းအမေမသိအောင်ခိုးဆင်းခဲ့တယ် ်အရင်ကလည်းအမေနဲ့အဲ့ဒီလေကားအကွက်အဖေနဲ့အဲ့ဒီလေကားအကွက်လေးမှာအမေမသိအောင်ခိုးပြီးဆင်းတွေ့ခဲ့ဘူးကတည်းအခုနောက်ပိုင်းမတွေ့ပြတာကြာပါပြီအဖေကိုတွေ့တော့အရင်လိုတတနာနာမရှိတော့တဲ့အဖေပုံစံကိုကြည့်ပြီးသားစိတ်မကောင်းဖြစ်မိတယ်အဖေကသားကိုအင်ဂျီလေးတွေဝယ်ပေးခဲ့တာတတိယပြီးသားကိုယ်တိုင်ချွတ်ပေးခဲ့တာပါပြီးတော့သားချက်ချင်းအဆောင်ပေါ်ပြေးတက်လာခဲ့တယ်တိုက်တာပေါ့ဒီအကြောင်းကိုဘရောမအမိကိုသားပြုတ်ပြတ်မှမဟုတ်ပါဘူးအဖေရဲ့အမေရဲ့ညီမလေးရဲ့သားရဲ့အတူတူနေခြင်းနဲ့ အမေရိုက်ပြီးမကြပါဘူးထုံနဲ့ထုံနဲ့ဖြစ်နေတဲ့ခြေထောက်တွေနဲ့တားဆောက်လေးကိုယူပြီးအခန်းထဲကထွက်လာခဲ့တယ်ပြီးတော့တားဝန်းနေရင်သွားထိုင်နေစားဖြစ်တဲ့နေရာလေးဟာတိုင်လေးကိုမြည်ပြီးတားကြောင်းမှာစားဆက်ရေးတက်ကလေးကတားအမြဲတမ်းရေးရနေတဲ့စားကြောင်းလေးကိုရေးပြီးဖတ်နေမိတဲ့အချိန်မှာပဲတားအနာကိုတောက်တောက်တောက်နဲ့ရှောက်လို့လာတဲ့ညမလေးရောက်လာခဲ့တယ်ညမလေးကတားပခုံးကိုဖဲ့ပြီးငုံမဲ့မဲ့ပုံစံနဲ့တားကိုကြည့်နေတယ်ပြီးတော့ညမလေးလက်တစ်ဖက်ကတားရေးထားတဲ့စားကြောင်းလေးပေါ်ကိုဘာရဲမဟုတ်ထောက်မိလိုက်တဲ့အချိန်မှာတော့ ตาမျက်ရည်မကြအောင်တင်းခံထားတဲ့ကြားကမငိုပဲမနေနိုင်တော့ပါဘူးညီမလေးကိုဖက်ပြီးตาစိတ်ကြီးတငင်ငိုချလိုက်မိပါတော့တယ်အဖေရဲ့အမေရဲ့ညီမလေးရဲ့ตาရဲ့အတူတူနေခြင်းနဲ့ညုတ်ပြင်းရှာအခုလိုအချိန်ပေးနာဆင်ပြီးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ အားလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီးကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာ။